စီမံကိန်းရတမှုမရှိဘဲဆက်လက်ဆောင်နေတာတွေဟာမြို့သားလွတ်တော်ဥက္ကဋ္ဌပြောကြားထားလို့စီစီပန်းကိစ္စတွေကြောင့်ဖြစ်ကြောင်းနေပြည်တော်ရဲ့ဖွံ့ဖြိုးရေးစီမံကိန်းများကိုရက်သက်သင့်ပြီးဖြစ်တယ်လို့လည်းဒေါက်တာမြတ်ညာနာဆိုကထပ်မံဝေဖန်ပြောကြားခဲ့ပါတယ်။ဒေါက်တာမြတ်ညာနာဆိုကနေပြည်တော်ကောင်စီဆိုတဲ့နေမည်ကြီးတစ်ခုလုံးကိုပြည်အောင်စုနေမည်လို့သတ်မှတ်ထားကမြို့ပြကြီးတစ်ခုလုံးဖြစ်သွတ်သွင်းဖို့မသင့်သလိုသူ့ရဲ့ area ကိုပြန်ချုပ်နိုင်ရမှာဖြစ်ပြီးမြို့နယ်ရှိခုလုံးရဲ့ area ကြီးတစ်ခုလုံးကိုသွတ်သွင်းပြစ်လိုက်တာဟာမလျော်ညီဘူးလို့ထင်တယ်လို့ပြောပါတယ်။ ဒါကြောင့်နေပြည်တော်စီပင်တရားရေးနယ်နိမိတ်ကိုပြန်လည်ပြုပြင်သတ်မှတ်တင်ကတိကျကျစ်လက်တဲ့တကယ့်ကိုလက်တွေ့ကြတဲ့နယ်မြေဖြစ်သတ်မှတ်တင်တယ်လို့လည်းအကြံပြုပြောထားပါဗျ။နေပြည်တော်ကောင်စီနယ်မြေမှာလူနေထိုင်မှုနယ်ပါသလိုနေပြည်တော်ရှိကံတွေမှာမိအလှဆင်ဖို့ဘတ်ဂျက်တောင်းတာတွေရှိသလိုမန္တလေးကျုံပေရန်ကုန်ရှိကံတော်ကြီးတွေနယ်ရှင်မှာကအနားယူသူနယ်ပါသလိုဘတ်ဂျက်သုံးဆွဲရမှာလဲစခြားတိုင်းနယ်ပြည်နယ်တွေထက်များပြားခဲ့တဲ့အတွက်ဘတ်ဂျက်ဖြတ်တောက်တာတွေလုပ်နေရတယ်လို့ဆက်လက်ပြောထားပါဗျာ နေပြည်တော်ကောင်စီဝင်ဦးကန့်ချွန်ကနေပြည်တော်ကိုမြို့ပြစီမံကိန်းအရအခြေခံအဆောက်အုံတွေတိစောက်ပြီးပေမဲ့မြို့ပြစီမံကိန်းအရအပိသက်အကောင့်ထဲပုံမှုတွေဆောင်ရွက်နေတယ်လို့ပြောခဲ့ပါတယ်။ဒီလိုဖြည့်ချားမှုပေါ်ဒေါက်တာမြတ်ညာနာဆိုကနေပြည်တော်ကောင်စီဝင်ဖြည့်ချားမှုတွေဟာစင်ဝေးရန်ရှောင်းတာဖြည့်သွားပြီးမင်းမြန်မှုအချိန်မရတာကြောင့်ထပ်မံမမင်းမြန်ခဲ့ရပဲမင်းမြန်ခွင့်ရမယ်ဆိုပါကမြို့ပြ area တိုးချဲ့တာရက်တက်မလားလို့မင်းမြန်မယ်လို့လည်းပြောကြားခါခဲ့ပါတယ်။လက်ရှိမှာနေထိုင်တဲ့လူရည်နေပါတာကြောင့်နေပြည်တော်ကောင်စီနယ်မြေတစ်ခုလုံးကိုမြို့ပြ area ဖြစ်သွင်းကာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေခြင်းဟာမသိမ့်လျော့ဘူးလို့မြို့သားလွတ်တော်ကိုယ်စားလှယ်ဒေါက်တာမြင့်ညာနာစုကဝေဖန်ခဲ့ပါတယ်။